လေးနိုင်ငံဖိတ်ခေါ်ဖလားပေါ်လုံးပြိုင်ပွဲကိုလာမယ့်ဂျွန်လ3ရက်နေ့ကနေ6ရက်နေ့အထိမြန်မာနိုင်ငံမှာကျင်းပပြုလုပ်သွားဖို့ရှိပါတယ်။ဒီသတင်းကိုတော့ဒေါ်လေးလေးမောင်ကပေးပို့ထားပါရရှင်။နိုင်ငံတကာဖိတ်ခေါ်ဖလားပြိုင်ပွဲမှာအရှေ့မြန်မာအပါဝင်စင်ကာပူ၊ဟောင်ကောင်၊ဗီယက်နမ်နိုင်ငံတွေကိုဖိတ်ခေါ်ပြီးပြုလုပ်သွားမှာပါ။အဲ့ဒီအတွက်မြန်မာဘက်ကကစားသမားရွေးချယ်မှုမပြည့်ပြတ်သေးတဲ့အနေအထားမှာရှိပါတယ်။ဒေါ်လေးဆင်မောင်လေးကကျွန်တော်တို့ second round မစားသေးဘူး။ဒီကပြောရရင်ပြည့်ပြည့်ရတဲ့ အများကြီးတော့ယူလို့မရတယ်ဒါပေမဲ့သူ့လက်ရှိအသေးစိတ်ဓာတ်ရဲ့အများကြီးကြောင်းနေလို့ရှိပါမယ်ဘူး။ဒီပြိုင်ပွဲလေးအတွက်ဆိုတော့သူတို့ပြီးခဲ့တဲ့၂၀ပြည့်နဲ့ဆက်ပြီးတော့စစ်ပေါင်းလေးချင်းခဲ့တာပေါ့။ကျွန်တော်တို့ဒီပြည့်တော့သူ့အနေနဲ့ဘသူ့ကိုဘယ်လိုယူရလဲ၊ကစားသမားတွေယူရလဲဆိုတာသူဆုံးဖြတ်မြန်မာလေရွေးစင်အသင်းသားတွေဟာသူ့အနောက်ကွင်းလက်ချည်ရေးကွင်းတင့်နဲ့မြခင်တူကွင်းတွေမှာလက်တလောလေ့ကျင့်မှုတွေပြုလုပ်နေပါဗျ။ မြန်မာနိုင်ငံမှာနိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲတွေကိုမကျင်းပပြစ်တာတစ်နှစ်ကျော်လာတာကြောင့်မြန်မာဘောလုံးအသင်းအနေနဲ့အတွေ့အကြုံကောင်းရဖို့နဲ့အောင်မြင်မှုပုံမရရှိအောင်ဖိတ်ခေါ်ပြိုင်ပွဲကိုအရင်ကျင်းပရတာဖြစ်တယ်လို့ဆိုပါရစေ။ဟုတ်ကဲ့။ဟိုရေပြောလို့ရှိရင်ဒီ L20 ကိုကျွန်တော်အောင် site လို့ပြောပြကြအောင်လို့ဒီ AFF ASEAN Pro Federation ပြိုင်ပွဲတွေကျွန်တော်နိုင်ငံမှာတခုမှမလုပ်ခဲ့ဘူး။ဒီကဲတနည်းတော့အဲ AFF ပြိုင်ပွဲတွေဘယ်မှာကျွန်တော်ရှိအောင်လုပ်ခဲ့ဘူး။ဒီနေ့မှကျွန်တော်အားလုံးစပြန်လုပ်ပေးတာ။ အဲ့တော့ဟိုစောစောကျတော့တခုအောင်ဆိုင်ကြီးလုပ်နေတဲ့အချိန်မှာကျန်တဲ့ဟာတွေကျွန်တော်တို့တံခွဲတော့ဝင်နေတော့ကျွန်တော်တို့လက်ခံအင်းရှင်ဖြစ်လက်ခံကျင်းပါတာကိုပြီးခဲ့တဲ့နေ့ကတွေ့လို့ကျွန်တော်တို့ဘယ်လိုခဲ့ပါမြန်မာနိုင်ငံမှာပဲအရှင်အဖြစ်လက်ခံကျင်းပမယ့်အာဆီယံချန်ပီယံရှစ်ဆူဇူကီဖလားဘောလုံးပြိုင်ပွဲမတိုင်ခင်ကြိုတင်ကျင်းပတဲ့နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲလေးဖြစ်ပါတယ်။ဒီဖိတ်ခေါ်ပွဲကို AR Band ဖလား2016လို့အမည်တက်ထားပြီး AR Band ကစပွန်ဆာဖြစ်ပေးထားပေမဲ့ တခြားစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ကူညီပံ့ပိုးပေးမှုတွေလည်းလိုအပ်နေသေးတယ်လို့သိရပါဗျ။ကျမလေးလေးမောင်မ